န်ချစ်ဖို့ကောင်းတာပဲကိုရီးယားစပီးဖို့ဆိုင်လေးရောက်သွားလို့ပဲเนาะလုံးဝကိုရီးယား vibe ဒီမှာအရောင်းအဆောင်တော့ကျွန်တော်ဝမ်မြမ်းများရဲ့အဝတ်ချိုရဲ့ menu ကတော့ကျွန်တော်ဟောလေမွန်ပြည်နယ်ဘက်ကအစားစာလေးပို့ထည့်ထားရခင်ဗျာတော်စီတော့လည်း1500နီးစပြီးတော့9000ရှိတယ်ဒီမှာကြည့်ပါဦးဒါတော့ကြက်မွန်ဟင်လေးပါဒါလေးကလေအနှံ့လေးကလုံးဝချင်းချင်းဆက်ဆက်ဖြစ်မဲ့အနှံ့လေးမွှေးနေရပဲอืมအရေးကတော်တော်မိုက်ကဲမွှေးရိုင်းလေးမှာဆိုပို့ပြီးတော့မိုက်မှာပေါ့နော်ပုံမှန်ရောင်းရိုင်းလေးဆိုရင်တော့ဆန်က၄ပြီနဲ့၅ပြီကြားတော့ပုံနေခင်ဗျာဟင်းနေရာလဲ အဲတမျိုးတပိတာပြီးပါပေါ့အဲအဲအကုန်လုံးကုန်တယ်ခင်ဗျအင်းမြို့မြမာတွေပါဇက်နေရောကွတီပဲဒီဟာလေအန်စီပိတ်တဲ့ကြအလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရောမြာမိုးအေးလေးနဲ့သမီးကျော်လေးလည်းစားမယ်ပြီးတော့မီနူဆန်းဆန်းလေးအရာရဲ့ဆိုင်လေးဒီဇိုင်းတွေ့ထားတယ်အဲ့တော့ပိတ်သက်တင်တဲ့သူတက်စားပါမယ်မိနဲ့သူလိုက်ခဲ့ပါအောင် ပါအောင်ဆိုင်ကြီးကအရန်ချစ်ဖို့ကောင်းတာပဲကိုရီးယားဖိဖို့ဆိုင်ကြီးရောက်သွားလို့ပဲเนาะလုံးဝကိုရီးယား bike ဒါဂျုံတွဲလာစားရင်တော်တော် romance ဖြစ်မဲ့ဆိုင်နေတယ်มาတွေ့อ่ะเมนูတွေอ่ะตลอดส่งเลยวะเนาะเมนูก็จนกว่าเลยมอนปีเนี่ยบักก็เอ่ออาสาสาเลยโพแท่ทาเลยครับเนี่ยอ่าวันเมียนมะรุอ่าจักเลเจ็ดตุเอ่อไอ้หลุจက်มอนตุเอ่อไอ้หลุคันซั้นๆเลยย่อแท่ทาเลยครับดีมาอย่างอ่ะตรงอ่ะจนวันเมียนมะเอ่อวันเมียนมะเยอ่าวัชชูเย ။အဲအဲ့အားလုံးကအာဒီကဘတ်ဆယ်လာပဲပေါ့။အာဆိုင်မဖွင့်ခင်တော့ကျွန်တော်တလားလောက်တော့အာဒီခင်းနေအကုန်လုံးဒီ chef နဲ့တရားပြန်ပြီးတော့လိုချင်တဲ့အာအရာတရားအထိကကျွန်တော်အာ trainer ပေါ့။အဲပြီးတော့မှအခုဖွင့်ပြတာ။ဟာဒီမှာမီနူတွေကအများကြီးပဲသွားစီးတော့လည်း1500နီးစပြီးတော့9000ကြီးရှိတယ်ဒီမှာကြည့်ပါဦးခင်းနေရလဲအစုံပဲပြီးတော့ထူးထူးခြားခြားရေဆိုတော့ဘာစားရမလဲယူရင်းပြပါတော့ ရောဒီမှာခမင်းချုပ်ပူပူလေးနဲ့တွဲစားဖို့အတွက်ဒီမှာချက်ကလက်ချက်လေးရယ်ချက်ကလက်ချက်လေးရလဲ share ပဲเนาะဝမယန်းရယ်ဒါတော့ကြက်မွန်ဟင်းလေးပါဒါလေးရလေးအနှံ့လေးကလုံးဝချင်းချင်းဆက်ဆက်ဖြစ်မဲ့အနှံ့လေးမှုရင်းနေရပဲချက်ကလက်ချက်လေးကိုရင်စားကြည့်မယ်ဒါဆိုတော့ तू အဆက်လေးဖြစ်မယ်တော်တော်မွေ့မွေ့လေးပြော်လေးအညာချက်စတိုင်းမျိုးလေးတိလိုက်တယ်မြုပ်တီအဖက်ကလေးနဲ့ချက်ထားတာလေဒါဆိုချက်ကလေးချက်လေးနဲ့အရင်ဆုံးကြီးကြည့်ပါမယ်ထမင်းကြော်လေးနဲ့ ဒါလည်းမဆိုသွားကြလေအရသာထိထိမိမိနဲ့ဆက်ဆက်လေးစက်တာအချိုအရသာလေးလည်းရရပေါ့နော်ခမီးကြောင်နဲ့တွဲစားရင်ပြီတောင်းရလေသူကလည်းမယမ်းသီးလေးနဲ့လှုပ်ထားတော့ချင်းချင်းစွစွလေးอืมဒီလိုမြမာတွေပါဇက်နေရတော့ကွက်တီပဲတရားလေဟင်းကြီးကတော့ပုံမှန်ချင်းမောင်ရွက်ချင်းမောင်ရဲ့ဟင်းကြီးလေးပေါ့နော်ဒါမဲ့သူ့မှာ ်ရုပ်တီကိုလေဒီတိုင်းထည့်တာညက်ထည့်တာမဟုတ်ဘူးနဲ့ထောင်းပြီးထည့်တာဆိုလေအဲ့လိုအရသာလေးဆက်ဆက်ကလေးနဲ့ကဲဒါလေးကဝတ်မင်းအမြပါဒါတော့ဆက်ဘူးထင်တယ်နော်ဒါလေးကဘလို့ရတာရှိတယ်သွားလေဝရဲ့မသားရဲ့အချိုတက်ကိုသွားဒီမင်းရမ်းရဲ့ရာသာနဲ့ရောသွားတော့အရင်အဲ့လိုချွတ်ချွတ်အီအီလည်းမဟုတ်ဘူးအချင်းလည်းအရင်မကဲဘူးနေတော်လေးပဲ ပြီးတော့တကွတတိထာမိရတယ်ဟင်းမွှဲတိုင်းအားအဲ့လိုလက်လက်ဆက်ဆက်ဖြစ်ပြီးတော့တန်တန်ရှင်းရှင်းရှိရလို့ခံစားရတယ်စားရတဲ့အလုပ်တိုင်းမှာလေဒီတော့ကြ construction company လောက်တာခင်ဗျ။အဲကနေပြီးကျွန်တော်တို့ဒီကျွန်တော်တို့လုပ်တဲ့နေရာလဲဆက်လုပ်လို့မရရတဲ့ကျွန်တော်လုပ်ငန်းခဏနားထားရတဲ့အချိန်မှာဘာလို့ရင်ကောင်းမလဲပေါ့ site job အနေနဲ့ဆိုပြီးရှာခြင်းနဲ့ အထမင်းဆိုင်ဖွင့်ပြောပါခင်ဗျာ construction အကြောင်းကျွန်တော် roe အများကြီးခွဲထားပြီးတော့အဲကိုကကြီးကြက်ရုံပဲအဲဒီအားကြောင့် operation လဲကျွန်တော်ပဲဝင်လုပ်ရတယ်တခြားဟိုအရသာ testing တွေရော costing တွေရောအကုန်လုံးကိုကကိုလုပ်တော့အဲနည်းနည်းကိကထအများကြီးခင်ဗျာဟုတ်ဥမာဟာကိုက plan ရှိရင်တော့ဒါဟိုအချိန်မယူဘဲနဲ့တန်းပြီးလှုပ်လိုက်တာပိုကောင်းတယ်ပေါ့ကျွန်တော်ဆိုလဲဒါကိုဖွင့်ကျင်တာ3လောက်ရှိပြီဒါပေမဲ့တကယ်တမ်းလှုပ်လိုက်တဲ့အချိန်ကြောင့်ဟိုလိုထင်လောက်မလွယ်ဘူးပေါ့အဲတော့ကိုကဒီ plan ကိုလှုပ်ချင်အဲတည်းကနေစပြီးလှုပ်ရင်တော့ အဲ့လိုအချိန်အများကြီးမကုန်တော့ဘူးပေါ့နော်အဲ့ဒါဆိုအမားလည်းတည်သွားတော့အဲပြင်ရဆင်ရအချိန်လည်းပိုလွယ်ရပါပေါ့ဟုတ်ဟုတ်အဆိုင်ပြင်ဆင်လေးရလည်းတော်တော်ချစ်ဖို့ကောင်းတယ်အဲ့ဒါရောအကို idea ပဲလာတယ်ဟုတ်အဲ့ဟာကြောင့်ကျွန်တော် inspire ယူပါပေါ့ဒါကျွန်တော်နိုင်ငံနဲ့အနီးဆက်ဆုံးဒါဘန်ကောက်မှာပေါ့ဘန်ကောက်ကအဲ့လိုညာစေးတွေဒီ moonlight ဆိုလဲကျွန်တော်အဲ့အနေနဲ့ inspire ယူပါပါပေါ့လဲရကြောင့်ကျွန်တော်ဒီမှာတော်တော်တိတ်မတွေ့ဖြစ်တာလဲညာကကျွန်တော်တချို့က indoor မှာလည်းသုံးတာများရကြအဲကျွန်တော်ကြောင့် outdoor ဆိုတော့ဒါဒီမီးနဲ့လဲလိုက်အောင်ဆိုပြီးတော့ဒီ gel လေးကိုသုံးလိုက် အဲဆိုနောက်လုံးတစ်ခုကကြက်မွန်ဟင်းလေးကြက်မွန်ဟင်းလေးပြီးကြည့်မယ်။အင်းဒါတော့လုံးဝလေးဂရင်းကိုရှင်းသွားပဲ။သူကချင်းငန်ဆက်အရသာအရသာ၃ခုလုံးပါတယ်။ဟွန်းအရေးကတော်တော်မိုက်တယ်။ဘယ်လိုကြမွေးလေးနဲ့တွဲစားမယ်ဆိုလဲပိတ်သက်တီကို recommend ပေးရဲ။ဘာလို့ဆိုတော့သူ့မှာအသားလဲပါရဲ့။အသားနဲ့ထမင်းနဲ့ဆွဲလို့ရရဲ့။ပြီးအရည်လေးတောင်းလဲအရည်ကလုံးဝ creation ။အဲ့ဒါမျိုးအသားလေးမြည်ကြည့်လိုက်မယ်နော်။ဟွန်း လေအရင်ကအရှားစာလောက်တော့လေအသားမှာအရင်ကတော့စိတ်မဝင်နေဘူးအသားကတော့ငကိုတိုင်းပဲအဲ့လိုစက်သားရတာချွတ်ချိုလေးပေါ့နော်အရင်မှာတော့ပို့ပြီးတော့မိုက်တယ်မြေကအရင်လေးကိုပို့တိုက်တယ်ဘလိုမျိုးမိုးအေးလေးနဲ့ကြာဒီလိုမျိုးဘလိုပူပူဆက်ဆက်ဟင်းရည်လေးနဲ့ကပို့လိုက်ဖတ်တယ်ပြီးတော့မရင်းနှီးချမ်းလေးနဲ့မိုးမိုးရည်လေးနဲ့ဆိုကွက်တိ တို့အပုံမှန်ရောင်းရနေဆိုရင်တော့အဆန်က၄ပြီနဲ့၅ပြီကြားကိုကုန်တယ်ခင်ဗျအပုံမှန်ဟင်းနေရလဲတစ်မျိုးတပိတ္တာပြီးပါပေါ့အဲ့ဒါအကုန်လုံးကုန်တယ်ခင်ဗျဟုတ်အ9နာရီဆိုရင်တော့စရန်နာဆိုတော့ကျွန်တော်9ခွဲလောက်ဆိုရင်တော့စုံပြီဗျမိုးရွာနေဆိုရင်တော့ကျွန်တော်6နာရီကပို့သေးကြတယ် ကဲမိတိလေးစားခဲ့ဆိုင်လေးရောဒီကိုလာထမင်းကြော်ဆိုင်လေးပေါ့နော်ဆိုင်လေးမှာဆိုရင်ထမင်းကြော်က1500နေရစားပြီးရောလိုက်ပွဲဆိုလဲ1000ပဲရှိရပေါ့နော်တခြားဟင်းမျိုးစားဆိုလဲ1000နေ9000တိပဲရှိရပေါ့နော်ဈေးလေးတွေကလည်းတက်တာလေလို့ပြောလို့ရတယ်အဲ့တော့မိတိလေးစားခဲ့ရဆိုစက်မုံနဲ့မိမိအရန်ကြိုက်တယ်အဲ့တော့ပိတ်သက်တွေလဲလာစားဖို့တော့ဖိတ်ခေါ်တယ်ဆိုင်လေးရောတော့တင်ငန်းကျုံမျိုးနဲ့ပြီးသားရလဲအမှတ်နှစ်ကျောင်းရှိမှရှိပါတယ်အဲ့တော့ပိတ်သက်တွေလဲလာစားဖို့တော့ဖိတ်ခေါ်ပါတယ်မိရဒီနေ့ပြန်သွားရမယ်ပိတ်သက်တွေအားလုံးပဲတက်တာ